နမေစည်းမင်းသားဖြစ်ပေမဲ့မမနာကင်းတဲ့ပြုမှုလေးတွေကြောင့်ချီကျူးခံနေရတဲ့အောင်ရင်လင်း ရန်ကုန်စင်လီနယူပရိသတ်များလုံးမဲမင်္ဂလာပါရှင်။ပရိသတ်များရှင်အောင်ရမ်းလင်းကမြန်မာနိုင်ငံကမိန်ကလေးပရိသတ်တွေရဲ့ဒဲဒဲလို့ဝန်းရံအားပေးခြင်းကိုရရှိထားတဲ့မင်းသားတလက်ပါအမှုပညာလောကမှာဆယ်စုနှစ်နှစ်စုခန့်ကြာအောင်မြင်မှုတွေထိန်းသိမ်းထားတဲ့အောင်ရမ်းလင်းကအခုနောက်ပိုင်းမှာတော့အရင်ကထက်သရုပ်ဆောင်ပိုကောင်းလာလို့သူကိုပရိသတ်တွေကအကယ်ဒမီစုကြီးရစီချင်တာပါ။အောင်ရမ်းလင်းကပေါကောင်းရီမာလေးသရုပ်ဆောင်လေးမရှိသလိုအနည်းနဲ့အေးနေသူပါ။ဒါကြောင့်တချို့တွေကအောင်ရမ်းလင်းကိုမာနကြီးတယ်လို့ထင်ပေမဲ့တကယ်တော့မာနကြီးတာမဟုတ်ပဲ ဲ့အနီတီတက်နာဖြစ်ပါတယ်။ဒီရက်ပိုင်းမှာအောင်ရင်းလင်းကမန္တလေးကကချင်ပွဲတော်တစ်ခုကိုတင်ရောက်ခဲ့ပြီးမာနာကင်းနဲ့ပြုံမှုလေးတွေကြောင့်ပရိသတ်တွေကသဘောကျနေတာပါ။တချို့သောမင်းသားတွေကဂိမ်းကြီးကနန်းကြီးနိုင်ပေမဲ့အောင်ရင်းလင်းကတော့ကချင်လူပွဲမှာပရိသတ်တွေနဲ့တန်းတူဆင်းအောင်မှထိုင်ပြီးအားပေးနေခဲ့ပါတယ်။သူကိုအားပေးတဲ့သူတွေနဲ့လည်းဓာတ်ပုံတွေတွန်းရိုက်တဲ့အပြင်ဟိဟန်တွေလည်းမရှိလို့အောင်ရင်းလင်းမှအောင်ရင်းလင်းဖြစ်နေကြပါပြီ။ကလေးတယောက်လိုဖြူစင်းတဲ့အပြုံးလေးတွေကြောင့်ပဲအောင်ရင်းလင်းကိုချစ်ခင်သူတွေကများပြားလာခဲ့ပါတယ်။အောင်ရင်းလင်းကကချင်လူပွဲမှာ တချင်းစိုးလေးမရှိပဲသူကိုအားပေးတဲ့ပရိသတ်တွေကြောင့်တချင်းစူပြခဲ့ပါတယ်တချင်းစူပြရင်လည်းသဘောကျတဲ့ပရိသတ်တွေကသူ့ကိုတင်းစဲချီပြီးတော့စူပင်းခဲ့တာပါစူပင်းတဲ့ငွေတွေကအထုံးလိုက်ထဲလိုက်ဖြစ်နေပြီးအင်ကြီးတဲ့အထိထိုးထည့်နေကြပါတယ်အောင်ရင်းလေးကတချင်းစိုးတဲ့နေရာမှာတော့အတမကောင်းမှုလို့ပြောကြပြီးမဲ့သူဖြစ်နေတာတခုတည်းနဲ့တင်အားပေးသူတွေကများပြားနေတာပါအောင်ရင်းလေးကိုအရင်ကမကြိုက်ခဲ့တဲ့သူတွေတောင်အခုဆိုရင်တဖြည်းဖြည်းနဲ့အားပေးလာကြပါပြီလက်ရှိချိန်မှာမင်းသားတချို့ကလူများရဲ့ဝေဖန်မှုကိုရနိုင်ပြီးမဲ့အောင်ရင်းလေးက တော့အနေထိုင်တတ်သူဖြစ်လို့သူ့ကိုကြည်ပြူလာကြပါတယ်။တခြားမင်းသားတွေကဇက်ကားတွေကိုအပြိုင်အဆိုင်ယုံတင်နေကြတဲ့အချိန်မှာအောင်ရင်းင်းကတော့ယုံတင်ဇက်ကားကြီးတွေနဲ့ပါပြီးမဲ့ပရိသတ်ရဲ့အားပေးမှုကိုပြေဝရထားပါတယ်။လူများရဲ့အားပေးမှုကိုရဖို့ဆိုတာမလွယ်ပြီးမဲ့ရိုးသားတဲ့ကုန်းကိုတော့အောင်ရင်းင်းကထိမ့်သိမ်းထားပါတယ်။အောင်ရင်းင်းကသူ့ကိုချစ်လို့ခင်လို့ဖိတ်ကြတဲ့အလူပွဲကိုလည်းတက်ရောက်ပြီးခဲ့တာကြောင့်သူရဲ့ပရိသတ်တွေကတော့ဘယ်တော့မှနောင်နာမရတော့ပါဘူး။စိတ်ထားကောင်းပြီးအနေအေးစေတဲ့အောင်ရင်းင်းကိုသဘောကျရလားဆိုတာကောမန့်မှာပြောပြပြီးခဲ့ပါအောင်ရှင်။